သူဖြစ်သူပေါ်ပြီးဆောက်စားနဲ့လမ်းခွဲခဲ့တာတနစ်ကျော်ကာလရှိနေခဲ့ပြီလို့ပြောလာခဲ့တဲ့ DJ Max မင်္ဂလာပါပရိသတ်ကြီးရှင် DJ Max ကိုတော့ပေါ်ပြီးဆောက်စားရဲ့ဒုတိယမြောက်ချစ်သူအဖြစ်ပရိသတ်တွေအားလုံးကသိရှိပြီးသားဖြစ်မယ်လို့ထင်ပါတယ်အဆိုတော့ပေါ်ပြီးဆောက်စားဟာလွမ်းပိုင်နဲ့73နှစ်တာအခြေရေကိုအဆုံးသတ်ပြီးတဲ့နောက်မှာသူ့အပေါ်မှာအဆဆရရနားလဲပေးပြီးဘဝတစ်ခုလုံးစားအတွက်လုံခြုံမယ်လို့ထင်ခဲ့တဲ့ DJ Max နဲ့ချစ်သူတွေအဖြစ်တရားဝင်ချပြပြီးတော့လက်တွဲခဲ့ကြတာလည်းဖြစ်ပါတယ် လွားပိုင်တဲ့ပေါ်ပြီးဆော့ဆာတို့နှစ်ဦးဟာအနုပညာလောကရဲ့ကိုမဝင်လာခင်ကာလခဲကချစ်သူတွေဖြစ်နေခဲ့ကြတာဖြစ်ပြီးအနုပညာလောကမှာလည်းအတူတူအောင်မြင်ခဲ့ကြကလိုက်ဖက်တဲ့ချစ်သူဇုံတွဲတွေအဖြစ်ပြည်သက်တွေကအတိမတ်ပြုခဲ့ကြတာလည်းဖြစ်ပါတယ်။ဒါပေမဲ့73နှစ်ကျော်ကာလအတွင်းမှာတော့သူတို့နှစ်ဦးရဲ့ချစ်သူဘဝတွေကိုတတိယလူဝင်ရောက်လာခဲ့ပြီးနှစ်ဦးသားရှေ့ဆက်ဖို့လည်းမဖြစ်နိုင်တော့တာကြောင့်နှစ်ဦးသဘောတူလမ်းခွဲပြတ်ဆဲခဲ့ကြတာလည်းဖြစ်ပါတယ်။ အခုလက်ရှိမှာတော့အစိုးရလမ်းပိုင်ကတရုတ်ဆောင်တဲ့အစိုးရနန်းစုကြည်ဆိုးနဲ့ချစ်သူတွေအဖြစ်လက်တွဲနေကြတာဖြစ်ပြီးဘော်ဘီဆောက်ဆာကလည်း DJ Max နဲ့ချစ်သူတွေအဖြစ်တရားဝင်ချပြလာခဲ့တာဖြစ်ပါတယ်။ဒါပေမဲ့ဒီကနေ့မှာတော့ဘော်ဘီဆောက်ဆာရဲ့ချစ်သူအဖြစ်လူတီများထားတဲ့ DJ Max ကသူနဲ့ဘော်ဘီဆောက်ဆာတို့နှစ်ယောက်ကြားမှာလမ်းခွဲပြတ်ဆဲထားတာတစ်နှစ်ခန့်ရှိနေပြီဖြစ်ကြောင်းပရိသတ်တွေသိအောင်အသိပေးလာခဲ့တာဖြစ်ပါတယ်။ ပေါ်ဝင်ဆာဆာဟာလွှမ်းပိုင်တဲ့အခြေရေးကိစ္စပြီးကလေးကသူ့ရဲ့အခြေရေးနဲ့ပတ်သက်ပြီးအထူးတလည်ပြောဆိုတာမျိုးတွေမရှိခဲ့တော့သလို DJ Max နဲ့လမ်းခွဲပြတ်ဆဲတဲ့ကိစ္စကိုလည်းသူမအနေနဲ့သေဆုံးတစ်ခုပြောဆိုလာခြင်းမရှိတာလည်းတွေ့ရပါတယ်။ Yeah. အလုံးလေးမီနီချာလိုခဏခဏပေါ့နော်။ Post time မှာလည်းဒီ comment တွေဒီကိစ္စကြီးပဲပြောနေကြပဲမဖြေရှင်းလည်းမဖြေလိုက်ရပါတော့။အာနေရာ break up တာတစ်နှစ်ကျော်လောက်ရှိတော့မယ်ပေါ့။ အဲ့တော့အားလုံးအေးစေပါပဲခြေစမုန်းနေမရှိဘဲနဲ့အားလုံးစင်ပြပြလေးပြေခဲ့တာပါအဲ့တော့ I'm single right now အဲ့တော့ဒါပါပဲကျန်တာဘာမှမရှိပါဘူးအဆက်၆ရက်နေကြာရင်ဗတိရှုရှိပါတယ်အကြံအပိတ်နေတူတွေလာခဲ့လို့ရပါတယ်အားလေးပါ ပြောချင်လို့ပါ See you